တက္ကသိုလ်ကျောင်းတွေမှာကျောင်းသားသမဂ္ဂတွေရက်တည်ခွင့်အစစ်မြေပညာရေးဥပဒေတွေမှာကျောင်းသားသမဂ္ဂတွေပါဝင်ရေးဆွဲခွင့်ရဖို့ရတရားစီမံချက်ထဲမှာနာကတကျောင်းသားတွေပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့စတဲ့အချက်တွေကိုသဘောတူကြပါတယ်။အစိမ့်မြင်ညာဥပဒေထဲမှာကျောင်းသားသမဂ္ဂတွေပါဝင်ရေးဆွဲခွင့်ရဖို့ ਨੇ တက္ကသိုလ်တစ်ခုချင်းစီမှာ brain ညင်နေထဲမှာကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေပါဝင်ရေးဆွဲခွင့်ရဖို့ကျွန်တော်တို့ဝန်ကြီးကြီးကအမှတ်ကံချက်ရပါတယ်။အစိုးရဘက်ကဆိုလို့ရှိရင်အစိမ့်မြင်ညာဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ CES မှာကျွန်တော်ပါဝင်ရေးဆွဲခွင့်ရပါလိမ့်မယ်။ကျွန်တော်ပါဝင်ပါဝင်ဆွေးနွေးခွင့်ရပါလိမ့်မယ်။ အစိမ့်ပညာအလွှတ်တော်မှာဆိုလို့ရှိရင်ကျွန်တော်လွှတ်တော်ရဲ့ပညာမြင့်မှုကော်မတီအရာကျွန်တော်ဖိတ်ခေါ်ပြီးပါဝင်ဆွေးနွေးမယ်လို့ကျွန်တော်တို့ပြောခဲ့ပါတယ်။နောက်တစ်ခုကကျတော့ကျောင်းသားသမဂ္ဂရက်တီလှူရှားခွင့်ကိုသူတို့အနေနဲ့အတိမတ်ပြပါတယ်။လက်ရှိရှိပြီးသားကျောင်းသားသမဂ္ဂတွေကျောင်းထဲကကျောင်းသားသမဂ္ဂတွေအားလုံးကိုလည်းသူတို့အတိမတ်ပြပါတယ်။ဆက်လက်ပြီးတော့ကျောင်းထဲမှာရက်တီလှူရှားခွင့်နဲ့ရုံးခန်းတွေပေးဖို့အတွက်ကိုကျွန်တော်ညှိနှိုင်းခဲ့တယ်။အဲ့တော့တိတ်မကြခင်ကာလမှာကျောင်းမှတက်တဲ့ပေါ့တိတ်မကြခင်ကာလမှာအဲ့ဒါတွေရနိုင်ရရလာနိုင်ဖို့အတွက်ကိုကျွန်တော်အခွင့်အလမ်းများပါတယ်။ နာဂတကျောင်းသားတွေနဲ့ပညာရေးဝန်ကြီးဌာနတို့နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးကျောင်းသားတက်မကမရှိသေးတဲ့တက္ကသိုလ်ကျောင်းတွေမှာတက်မကကိုဖွဲ့စည်းနိုင်အောင်လုပ်သွားမယ်လို့ပြောပါတယ်။အဒီအစိုးရနဲ့ကျောင်းသားကျောင်းတွေနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ရှေ့လျှောက်အများကြီးလက်တွေလောက်အောင်မှာရှိသေးတယ်။အစိုးရနဲ့ဘာကြောင့်ပေါင်းလို့လဲဆိုတော့ဒီအစိုးရပြည်သူလူထုရဲ့ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဖြစ်တဲ့အတွက် တက္ကသိုလ်တွင်မှာတော့သမဂ္ဂတွေကတော့အခုလက်ရှိရှိနေအောင်ပါပဲပေါ့နော်ဒီရှိအနေထဲမှာမှကျွန်တော်တို့ရှိနေကြောင်းသမဂ္ဂတွေလည်းကိုယ်သမဂ္ဂအလိုက်ကိုပြန်ပြီးတော့ဖွံ့ဖြိုးတိုးတက်လာဖို့ပို့ပြန်စူးစမ်းကြမယ်တခြားမရှိသေးသမဂ္ဂမရှိသေးအကြောင်းတွေကိုလည်းသမဂ္ဂတွေပေါ်ပေါက်လာအောင်ကျွန်တော်ဝိုင်းစူးစမ်းပေးကြမယ်ကျွန်တော်နာဂတာအနေနဲ့နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကိုတက္ကသိုလ်ကျောင်းသားများသမဂ္ဂတက္ကသနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ဘက္ကတမြေလက်ဒေတာတို့မေလ25ရက်နေ့ကဖွဲ့စည်းထားတာဖြစ်ပါတယ် ဆွေးနွေးပွဲကိုလွှတ်တော်ပညာရေးအစစ်မြင့်တေးကော်မတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးစေရသောအစစ်မြင့်ပညာဦးစီးဌာနကတာဝန်ရှိဆရာဆရာမတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။